ကဲနိုင်နေရလဲမကောင်းတော့ကိုမပြန်တွေ့ရဘူးဗျာကြောက်မဲ့လဲရပြီပလောင်နေလဲခွာကြီးဒီကောင်တွေတော်ရဲကောင်တွေတော်ရဲမှာပဲပို့ထားကောက်ပါရဲ့ဗျာနော်ဒီတိုင်းမှာပလောင်လူမျိုးကြီးပါရဲ့နားထောင်သွားနော်အေယာဝရီဘန်အေဒီယန်ဆက်တွေပါရှောက်ဖြတ်သွားမင်းတို့ပလောင်လူမျိုးကြီးဘယ်လိုဖြစ်လာရဲ့ဆိုပြောပြမယ်အလောင်းစီသူမင်းရှမ်းပြည်ဘက်ကို တိုင်ငန်းလှည့်လည်ပြီးတာနာပြီးတော့၄နှစ်လောက်ကြာတယ်အဲ့အချိန်မှာညောင်ရွှေဘက်ကနေပြီးတော့ရှမ်းနေရနေမျိုးစေ့နီလဗီဇာဆိုရင်မျိုးစေ့လက်ဆောင်ပေးရတယ်အဲ့ရနေညောင်ရွှေတီရောဘက်အဲ့လိုဆက်တက်တော့တောအုပ်ထဲမှာဟိုတစုဒီတစုလူမျိုးစုလေးနေတာတဲလဲထိုးမနေဘူးအိမ်လဲဆောင်မနေဘူးဟိုတစ်ပင်အေးရောက်ဟိုတစ်ကိုင်းကလေးတွေခွေလိုက်ဟိုချောင်းဟိုချောင်းထဲမှာခွေအေးလိုက်ဒီချုံထဲမှာတိုးအေးလိုက်လူအဖွဲ့စည်းလေးတွေ့တယ် ီကောင်လေးကတွေ့ရမြင်ငယ်သိရတယ်ခူစားအဲ့လိုတက်ရှင်တဲ့ကောင်လေးတော့လိုက်ပေါ့ဗျာအဲ့တော့ပြင်လဲပြင်းတယ်တောအုပ်ကြီးမီးလောင်တော့အဲ့မှာဒီကောင်လေးအိတ်နေချင်းမီးလောင်တော့ဒီကောင်လေးပေါင်နေမီးလောင်တော့အဲ့ပေါင်မီးလောင်ဒီဒီအဲ့ရလမ်းပြင်းရလားသူဘင်းကြီးတိရောဒီကောင်လေးခေါ်တွေ့ရမင်းတို့ဘာလူမျိုးလဲလူမျိုးနာမည်လည်းမသိဘူးအေးပေါင်မီးလောင်လို့ပေါင်လောင်လူမျိုးပေါင်လောင်တော့တောင်မှပြင်းရသလားဆိုပြီးတော့ပေါင်မီးလောင်လို့ပေါင်လောင်လူမျိုး အိုက်ပေါင်လုံးမျိုးကနေတဖြည်းဖြည်းနဲ့ကာလဒေတာရွှေ့လာလာတော့စကားတကယ်စကယ်ယူလေးလေးယူလေးသိမ့်ပြောင်းတော့တလောင်လူမျိုးဖြစ်တော့နော်ပေါင်လောင်တာတလောင်ဖြစ်သွားနှစ်ပြင်းနေသူများဥစားချိုးချောင်းလို့နော်အဲ့နဲ့မင်းတို့ဘာစားရဲဆိုဒီလိုပဲနီးစက်ဟိုတက်ယူတက်ရစားတက်ဖူစားလိုက်အဘင်းကြီးကနီလာပီတာမျိုးစေသူ့ပါတယ်မျိုးစေယူယော့ဒါဆိုင်သူအိုင်ဆိုင် အိုက်ဆိုင်ပြီးအပင်တွေထွက်လာအညွန့်အရွက်တွေကို तू ကပြုတ်ပြီးစားစားကောင်းတယ် तू ဘင်းကြီးကိုလာပြီးတော့ तू စိုက်တဲ့အပင်ရရဲအဆောက်ဦးရှာရလာဆက်တယ်ဘင်းကြီးက၄နှစ်လောက်ကြာတာ哦အာမစားတာဘင်းကြီးညကျတော့စားအဲ့ဒါကြီးစားပြီးအိတ်မပြောဟာဒီရွက်စားပြီးအိတ်မပြောဘာဖြစ်တာလဲမင်းအဲ့ဒါအိုက်ပင်ကအကိုင်းကိုခုတ်ပြီးတော့လက်ယုံတင်ပြီးတော့လက်နဲ့ဖတ်ပြီးတော့ကျိတ်ဆက်ပါအပညာကြီးမတည်းကကကင်းရခိုင်းတာပေါ့ဗျာအဲ့မှာအိုက်အပင်ရပြင်စီကိုခုတ်ပြီးတော့ ခြေလုံးတော့ရေပင်စီကိုခုတ်ပြရလေလက်တင်မယ်လက်လက်ဖက်ပြီးအဲ့တာပေါ့အာမလက်ဖက်ပြီးရအဲ့လိုလက်ဖက်ပြီးအာပလောင်ရဲ့လက်ဖက်စားအာလောင်းစီသူမင်းရဲ့ကျေးဇူးကြောင့်လက်ဖက်ဆိုင်ပြိုးရေးနဲ့လုပ်တယ်နော်အာခုတော့တော့ပြန်ပို့ရတာကောင်းပါပြီနော်ပြောတော့မကောင်းဘူးပြောတော့ပြော့ပြလိုက်ပဲနော်လူရဘုဒ္ဓတဲ့နေတယ်အတိညာနေတော့ဟိုငငယ်ဟုံးကဆရာသမားတွေရဲ့ဆုံးမမှုတွေလူကြီးသူများရဲ့ဆုံးမကြီးကိုကိုတိုင်းနိုင်ငံကလည်းအတိပညာတက်အတိပညာကိုရှိအောင်စာပေဘုဒ္ဓရဲ့ မဖတ်တော့ဘာသာရေးပုစုတိုင်းမဖတ်တော့ပြောကျင်တာကြီးပြောပြငရဲယူနေကြပြပြနော်အသိဉာဏ်ရှိတဲ့လူရအလူမရှိဘူးပြောကျင်တာဇွဲတက်ကမစိုးရင်တိုင်ကြီးကိုဒီစိန်ရွှေနဲ့လှူနေပါညာသူကတစ်ဖက်ကဘာပြောနေသူမရှိရဲ့နေရာကြီးလူပါလားလို့စစ်ဘေးရှောင်နေလူပါလားလို့ဒါတို့မခေါ်နိုင်ဘူးလို့ဟောတယ်မဟုတ်ဘူးကအောင်တော်တို့ဟောပါလူသိမလားဟိုဘာထွက်ပြေးနေဟိုစီတံပုံမှုဆိုရဲကောင်းနေနော်အဲ့ကောင်းနေတင်းကြီးနေ မင်းတို့တီအောင်ပြောပြလိုက်မယ်ဘာသာရေးမှာမျိုးစေ့တစ်ခုမြေကောင်းမှာစိုက်တာနဲ့မြေဝါစာမြေကောင်းမှာစိုက်တာနဲ့ကြက်တီးကောင်းမှာစိုက်တာနဲ့မတူဘူးကြက်တီးကောင်းမှာစိုက်တဲ့မျိုးစေ့ရအပင်တော့ပေါက်လိမ့်မယ်တန်ခြင်းမတန်လိမ့်မယ်မြေဩစာကောင်းမှာစိုက်တဲ့မြေမြေစေ့ရအပင်လည်းတန်လည်းအတီးလည်းကောင်းအတီးပွင့်လည်းအောင်းလေဟေးအဲ့လိုပဲတန်ဃာတော်ကြီးဆိုတာဒါ ပရိယတိပရိပတိတာဝန်ထမ်းဆောင်နေတယ်သူကလေယာမြီကောင်းနေဒါနကုသူပြုဖို့အတွက်ဘာဘူးလို့ဆိုလူတွေကတမန်အားဖြင့်၅ပါးသီလပဲရှိလူတထောင်မှ၅ပါးသီလအကုန်လုံးလုံတာတဝက်မရှိလူတရားမှ၅ပါးသီလအကုန်လုံးတော့တဝက်မရှိတန်ဃာတော်ရင်မှာ၂၂၈တွေ့အကျင့်ရှိတယ်တပားတပားကိုဂရေ၉000ထမ်းတယ်ဝင်းနီထားလိုက်ပါသူကဂရေတထောင်မဲ့ပြန်အောင်ဂရေ၈000ရှိတယ်သူကမှဝင်းနီအဲ့တန်ဃာတော်အပား၂၀၀ သူတို့စောက်လူထားတဲ့မစိုးရင်တိုက်ကြီးရုံမယ်စင်းလိုက်တက်လိုက်နဲ့စားရီတင်းနေကြရင်တင်းနေသွေးကုသူဖြစ်တယ်အဲ့အတွက်လေယာမီကောင်းဖြစ်တယ်အဲ့လေယာမီကောင်းကိုစိုက်ပြုတ်လိုက်တဲ့အတွက်တန်တရာဘဝတစ်ချောင်းလုံးမှာနိဗ္ဗာန်မရသေးခင်မရသေးသည်သူတို့ရဲ့ကုသူရဲ့အကျိုးပေးနေမှာနောင်ဖရားလည်းဖူးရင်လည်းဖူးရမှာကျိုတန်းလည်းဝင်ရင်ဝင်ရလိမ့်မယ်ပညာရှိတွေကဥမာကခွေးတစ်ကောင်ကျွေးရတယ်ကုသူရတယ်မှန်တယ်ဒါမဲ့လူတယောက်ကိုကျွေးရတာဘုကုသူရလူတယောက်ကိုကျွေးရတယ်ယဟန်တမောင်ကိုကျွေးရ လူများဘုကုသူရယဟန်တဲ့ယဟန်နာဘုကုသူရယဟန်နာတဲ့ပြည့်စေကဘုရားဘုလည်းပြည့်စေကဘုရားတဲ့ body တတိတပညူတံမြတ်စွာဘုရားရှင်ကိုလှူတာပို့ပြီးရောအရှိုံကောင်းတယ်။ဒါကြောင့်စွဲထက်မိသားစုကသူတို့ရဲ့ပညာဉာဏ်နဲ့သူလှူပြ။လေယာမီကောင်းမှပဲစိုက်ပြူတာ။လေညံ့ကိုစိုက်မပြူ။လှူနေတဲ့ကုသူရတယ်။ဒါပေမဲ့အပြင်မကြီးထွားနိုင်ဘူး။ဒါကြောင့်အပြင်ကြီးထွားမဲ့လေယာမီကောင်းမှစိုက်ပြူတာ။အဲ့လိုသဘောနားလိုက်ရင်ဘာသာရေးသဘောနားလို့ရှိရင်မင်းတို့ကိုသင်းကြီးကို ကိုယ့်ရဲ့အတွေးခုံကိုညံ့နေလို့တတ်မှတ်တင်ပြီနော်